ဗီနီဇွဲလားလူမိုက်ဂိုင်းနေလို့ဆွဆွဲခံရသူယာပေါင်းများစွာကိုအမေရိကန်ကပြင်းနေနဲ့ပေးလိုက်ပါတယ်ဗီနီဇွဲလားဂိုင်းသားလို့ဆွဆွဲခံရသူပေါင်း200ကျော်ကို SRB တော့မှရှိတဲ့အစင်းမြင့်လွန်ကျွန်းကျင်းတော်ကိုအမေရိကန်ကနေပြင်းနေနဲ့ပေးလိုက်ပြီးဒါဟာအမေရိကန်တရားသူကြီးကပြင်းနေတဲ့ကိုပိတ်ပင်နေကြတာပဲထရန့်ကအခုလိုဆောင်ရွက်ခဲ့တာဖြစ်ပါတယ် ပြင်းနေတဲ့ပေးခံရတဲ့သူတွေနဲ့ပတ်သက်တဲ့ရာဇဝတ်မှုတော့မဟုတ်ဘဲဂိုင်းဖွဲ့ဝင်ဖြစ်တယ်ဆိုတဲ့အသေးစိတ်အချက်လက်တွေကိုတော့ American ကရော SRV တို့ကရော ထုတ်ဖော်ပြောခြင်းမရှိပါဘူး။ဟန်ဆိုရအနေနဲ့ရာဇဝတ်နှစ်ချီကြာနေပြီဖြစ်တယ်။ Alliance Enemy at 1998ဆိုတဲ့ဥပဒေပုံမှောက်ကိုအသုံးပြုပြီးပြည်နယ်တန်းပေးတာဖြစ်ပါလေ။ဒါကိုဖက်ဒရယ်တရားသူကြီးတဦးကမလုပ်ဖို့တားဆီးမိတ်ထုတ်ပြီးမဲ့အဲ့ဒီအချိန်မှာလေရင်တွေဟာထောက်ခွာသွားပြီဖြစ်ပါလေ။ထရရဲ့မဟာမိတ်ဖြစ်တဲ့ SR Bero သမရနာရစ်ဘူဂယ်လီကဒီလိုဖမ်းဆီးခံထားသူတွေကို SR Bero ရဲ့နာမည်ဇိုးနဲ့ကြော်ကြားတဲ့အကြမ်းဖက်မှုထင်းသိမ်းစင်တာဆိုတဲ့အကြီးစားအကျဉ်းဆောင်ကိုချက်ချင်းလွှဲပြောင်းခဲ့တယ်လို့ဆိုရှယ်မီဒီယာမှာရေးခဲ့ပါတယ်။ ။နောက်ပြီးသူတို့ကိုတနစ်ကြာထိမ့်သိမ်းထားမှာဖြစ်ပြီးတော့အဲ့ဒီကာလကိုတက်တန်းတိုးလို့ရတယ်လို့ဆိုပါလိမ့်။အမေရိကန်ဟာခုလိုမျိုးပို့လိုက်တဲ့အတွက်အဆာဘီရုနိုင်ငံကိုငွေကြေးနှဲငယ်တာပေးခဲ့ရတာဖြစ်ပါလိမ့်။ဗီနီဇွဲလာကိုတိုက်ရိုက်မပို့တာကတော့ဗီနီဇွဲလာသမ္မတနီကိုလတ်စ်မာဒူရိုရဲ့အဆိုအရကိုအမေရိကန်ကရန်သူနိုင်ငံဖြစ်သက်မှတ်ထားပြီးဒီဂိုင်းသားတွေဟာမာဒူရိုအဆိုအရနဲ့ဆက်ဆက်နေတယ်လို့ယူဆတာကြောင့်ဖြစ်ပါလိမ့်။အမေရိကန်နိုင်ငံဂျိုင်းဝင်ဂျီမာကော်ဘီယိုကလူမှုကွန်ရက်မှာတော့ သမရဘူကာလီကိုကျေးဇူးတင်ပါတယ်သူကကျွန်တော်တို့ဒေသမှာအင်အားရှိဆုံးလူကြိုးရင်းကောင်းဆောင်လို့ SRB တို့သမရကိုပြောခဲ့ပါတယ်အခုအမှုဟာဖွဲ့စည်းပုံဆိုင်ရာမိကွန်းတွေကိုဖြစ်ပေါ်စေပါတယ်ဘာလို့လဲဆိုတော့အမေရိကန်ရဲ့အာဏာခွဲဝေမှုစနစ်မှာအစိုးရအေဂျင်စီတွေဟာဖက်ဒရယ်တရားသူကြီးရဲ့ဆုံးဖြတ်ချက်ကိုလိုက်နာရမှာဖြစ်ပါတယ်ခန့်ကတော့ဒါကိုပြောင်းပြန်လည်မီလုံးဝမလိုက်နာဘူးလို့ဆိုပါတယ် ဗင်နီဇွဲလာကတော့ထရန့်အနေနဲ့နိုင်ငံခြားသားယဉ်သူများအုပ်တွေကိုတုံးတာဟာဗင်နီဇွဲလာရွှေပြောင်းနေထိုင်သူတွေကိုမတရားဆွဲချက်တင်တာလို့ဝေဖန်ပြီးဒါဟာလူ့သမိုင်းမှာကျွန်ခံရခြင်းကနေနာဇီအချင်းစခန်းတွေရဲ့ထိတ်လန့်ဖွယ်ရာအပိုင်းတွေကိုပြန်လည်အမှတ်ရစေတယ်လို့ဆိုပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။အမေရိကန်ရဲ့အထင်ကရလေပါတီရုပ်ထုကြီးမူလပိုင်ရှင်ပြင်သစ်ကိုပြန်ပေးဖို့ဥရောပလွှတ်တော်ပြင်သစ်အမတ်တွေကအမေရိကန်ကိုပြောလာပါတယ်။ ပြင်သစ်နိုင်ငံဟာအမေရိကန်ကိုလွတ်လပ်ရေး၄ပါးတရုတ်တူကြီးပေးခဲ့ပေမဲ့လည်းဒီရုပ်ထုကိုပေးတဲ့တန်ဖိုးကိုမလေးမစားလုပ်တဲ့အတွက်ပြင်သစ်နိုင်ငံကအဲ့ဒီရုပ်ထုပြန်လဲသိမ်းသိမ်းတယ်လို့ဥရောပလွတ်တော်ပြင်သစ်ကိုယ်စားလှယ်တွေကပြောပါတယ်လွတ်လပ်ရေးရုပ်ထုငါတို့ကိုပြန်ပေးလို့ဗဟိုလက်ဝဲနိုင်ငံသမားရာဖေးကလပ်စမန်ကသူ့ရဲ့ public ဗဟိုလက်ဝဲလှုပ်ရှားမှုညီလာခံမှာပြောပါတယ် ကျွန်တော်တို့ဟာသနာကျင့်တာဘုံမရှိတဲ့အာဏာရှင်တွေဘက်လိုက်ဖို့ရွေးချယ်ထားတဲ့အမေရိကန်တွေသိပ္ပံပညာရေးဆိုင်ရာလွတ်လပ်ခွင့်အတွက်သူတွေဒီကိုအလုပ်ထုတ်ခဲ့တဲ့အမေရိကန်တွေသူတို့ကိုရည်ရွယ်ပြီးမဲဆွပွဲမှာကျွေးကြော်နေတဲ့ပံပိုးသူတွေအားပေးသူတွေကို ပြောကျင်တယ်။ကျွန်တော်တို့ဟာလေပါတရုတ်ထုကိုသင်တို့ကိုလက်ဆောင်အဖြစ်ပေးခဲ့တယ်။ဒါမဲ့ဒါကိုမထိမဲ့မြင်ပြုနေတာထင်ရှားတယ် ဒါကြောင့်လွတ်လပ်ရေးရုပ်ထုကိုပြင်သစ်မှာထားတာပိုကောင်းလိမ့်မယ်လို့ဆိုပါတယ်ပြင်သစ်ပြည်သူတွေထံမှအမေရိကန်ပြည်ထောင်စုကိုအမေရိကန်လွတ်လပ်ရေးကြီးညာစာတမ်းရဲ့နှစ်တရာပြည့်အထိမ်းအမှတ်အတွက်လက်ဆောင်ဖြစ်လွတ်လပ်ရေးရုပ်ထုကို1886ခုနှစ်အောက်တိုဘာ28ရက်နေ့ကနယူးယောက်မြို့စစ်ကမ်းမှာစတင် ထုတ်ဖော်ပြသခဲ့ပါတယ်ဒါကိုပြင်သစ်လူမျိုး Ojus Badodi ကဒီဇိုင်းရွေးဆွဲခဲ့တာဖြစ်ပါတယ်။ပါရမီမှာစိတ်မြင့်ပုံမှာရှိတဲ့ကျုံးငယ်တစ်ခုပေါ်မှာတင်းငယ်တဲ့လွတ်လပ်ရေးရုပ်ထုမိထုတစ်ခုသာရှိပါတယ်။ ကလစ်မန်ကယူကရိန်းကိုအခိုင်အမာ ခုခံကာကွယ်သူဖြစ်ပြီးအမေရိကန်သမ္မတထရရဲ့စစ်ပွဲနဲ့ပတ်သက်တဲ့အမေရိကန်ရဲ့မူဝါဒအပြောင်းအလဲကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သူလည်းဖြစ်ပါလေ။သူကအမေရိကန်သုတေသနအဖွဲ့အစည်းတွေကိုထရန့်ကငွေကြေးဖြတ်တောက်ရှော့ချမှုကိုလည်းဝေဖန်ခဲ့ပြီးအဲ့ဒီလူတွေတကတချို့ကိုပြင်သစ်ဆိုရနဲ့ပေါင်းပြီးပြင်သစ်မှာလုံးလုံးဖိတ်ခေါ်တဲ့စီစဉ်ကိုလည်းစတင်ပါလေ။ဒုတိယပြောချင်တာကအမေရိကန်တွေကို သူတို့ရဲ့လွတ်လပ်မှုနဲ့သူတို့ရဲ့စံသက်တည်ထွင်မှုတန်ဆရာဖြစ်နိုင်မှုသူတည်တနာဆိုင်ရာစိတ်ဝင်စားမှုတွေရှိတဲ့တင်လို့နိုင်ငံကိုကမ္ဘာထိပ်တန်းနိုင်ငံဖြစ်အောင်လှုပ်ထားတဲ့လူတွေအားလုံးကိုဖယ်ပစ်စေချင်တယ်ဆိုရင်ကျွန်တော်တို့ကအဲ့ဒီလူတွေကိုကြိုဆိုမှာလို့ glassman ကပြောပါတယ်ထရန့်ဟာဇန်နဝါရီလမှာအင်ဖြူရောကိုပြန်လဲရောက်ရှိလာပြီးကတည်းကသူတို့အစိုးရဟာဘိုးအစိုးရရဲ့သူတည်တနာရမုံငွေတွေကိုဖျက်တောက်ရှော့ချခဲ့ပြီး ကျမရေးနဲ့ရာသီဥတုဆိုင်ရာသုတေသနမှာလှုပ်ဆောင်နေတဲ့ Federal လူ့သမားယာချီကိုထုတ်ပယ်ဖို့ကြိုးပမ်းခဲ့ပါတယ်။ Glassman ဟာပြင်သစ်မှာရှိတဲ့လက်ရာစွန်းခေါင်းဆောင်တွေကိုလည်းဝေဖန်ခဲ့ပြီးသူတို့ဟာ Trump နဲ့ Billionaire တထေးကြီး Elon Musk တို့ရဲ့ပရိသတ်တွေလို့ဆိုပါတယ်။ Elon Musk ဟာ Trump ရဲ့အသုံးစိတ်ဖြတ်တောက်မှုကိုကြိုးပမ်းမှုကိုဦးဆောင်နေတယ်လို့သူကဆက်ပြောခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ တရုတ်ကိုကြောက်ပြီးတော့ဝီကာတွေကိုပြန်ဖို့လို့ပေတုံတန်နဲ့ထိုင်းရာရှိတွေကိုအမေရိကန်ကတန်ခတ်ပိတ်ဆို့လိုက်ပါလေ။အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရိုဘီယိုကမလ14ရက်နေ့ကအမေရိကန်ရဲ့မဟာမိတ်ဖြစ်တဲ့ထိုင်းနိုင်ငံမှာဝန်ကြီးချုပ်ပေတုံတန်နဲ့အရာရှိတွေကိုတန်ခတ်ပိတ်ဆို့မှုချမှတ်ကြောင်းကြေညာပါလေ။ထိုင်းနိုင်ငံမှာဝီကာလူမျိုး40ခန့်တရုတ်ကိုလွှဲပြောင်းပို့ဆောင်မှုမှာပါဝင်ပတ်သက်မှုနဲ့ထိုင်းရာရှိတွေကိုပိတ်ဆို့မှုတွေကြေညာခဲ့တာဖြစ်ပါလေ။အမေရိကန်ရဲ့ပြည်ဝင်ခွင့်ပိတ်ဆို့ခံရတဲ့ထိုင်းရာရှိတွေဟာ ဝန်ကြီးချုပ်ပေတုံတန်းဒုဝန်ကြီးချုပ်နဲ့ကာကွယ်ရေးဝန်ကြီးဖုန်တန်ဝန်ချာချိုင်းတရားရေးဝန်ကြီးထိုးအီဆဆောင်းနိုင်ငံခြားရေးဝန်ကြီးမာရီစင်ညာဖုံထိုင်းမျိုးသားရဲတပ်ဖွဲ့ရဲချုပ်ထိုင်းမျိုးသားရဲတပ်ဖွဲ့ဒုရဲချုပ်ထိုင်းလူမှုကြီးကြပ်ဘီရိုမှရဲချုပ်ဘန်ကောက်မြို့တော်ရဲချုပ်မျိုးသားလုံးချုပ်ရေးကောင်စီတွင်းမှုလို့ဖြစ်ပါလေဝီကာမွတ်စလင်တွေအတယုတ်မှာဖိနှိပ်မှုတွေနဲ့ရင်ဆိုင်ခံရလိမ့်မယ်လို့အမေရိကန်ကပြောပါလေဝီကာမွတ်စလင်တွေနဲ့တခြားဖွဲ့စည်းတွေကို တရုတ်ကိုအတရားအဓမ္မပြန်လည်လွှဲပြောင်းဖို့ဆောင်မှုပြည်ပအစိုးရကိုဖိအားပေးနေတဲ့တရုတ်ရဲ့အထောက်ကျပတ်မှုဟာအမေရိကန်ကတိုက်ဖြတ်ဖို့တန်တိတ်ထန်ချထားတယ်လို့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။ဝီဂါနဲ့အခြားလူမျိုးစုတွေဟာနှင်းပတ်နှိပ်စက်ခံရခြင်းလူမသိသူမသိပျောက်ဆုံးသွားခြင်းတို့နဲ့ရင်ဆိုင်နေရကြောင်းအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။အခုလိုပိတ်ဆို့မှုတွေတင်ညာခြင်းဟာထိုင်းနဲ့အခြားနိုင်ငံတွေကိုဝီဂါများအား တရုတ်ကိုပြန်လည်ပို့ဆောင်နေခြင်းမှာတားဆီးဖို့ရည်ရွယ်ချင်းဖြစ်နိုင်တယ်လို့ကျွမ်းကျင်သူတွေကပြောပါတယ်။မရရင်ကလည်းထိုင်းနိုင်ငံမှာအာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ထိုင်းကိုစစ်ရေးထောက်ပံ့များရပ်ဆိုင်းမှုအပါအဝင်ပိတ်ဆို့မှုများချမှတ်ပူပါတယ်။အတိတ်ကာလကအမေရိကန်ဟာထိုင်းနိုင်ငံသားတွေနဲ့ကုမ္ပဏီတွေပေါ်ပိတ်ဆို့မှုတွေချမှတ်ခဲ့ပေမဲ့လည်းထိုင်းဆိုးရအရာရှိတွေပေါ်ပိတ်ဆို့မှုချမှတ်ခြင်းဟာ ကြုံတော့ကြုံခဲ့ဖြစ်တယ်လို့အရှိတောင်အာရှရေးရာကျွမ်းကျင်သူတို့ကပြောပါလေထိုင်းနိုင်ငံဟာစေစွနစ်များစွာထိန်းသိမ်းထားတဲ့ဝီဂါမွတ်စလင်တွေကိုဖေဖော်ဝါရီလကတရုတ်ကိုပြန်လည်လွှဲပြောင်းပေးခဲ့တာဖြစ်ပါလေဒီလိုလွှဲပြောင်းပို့ဆောင်မယ်ဆိုရင်ဝီဂါတွေဟာတရုတ်မှာညှဉ်းပန်းနှိပ်စက်ခံရခြင်းဆိုဝါဆိုဆက်ဆံခင်ရခြင်းအဆရှိတဲ့အန်ဒီအန်နေနဲ့ရင်ဆိုင်ရလိမ့်မယ်လို့ကုလလူခွင့်ရဲ့ကျွမ်းကျင်သူတွေကသတိပေးနေသည့်တိုင်အောင် ထိုင်းကပြန်ပို့ခဲ့တာဖြစ်ပါတယ်။ကနေဒါနဲ့အမေရိကန်တို့ကဝီကလူမျိုး48ဦးအားနေရာချထားပေးမယ်လို့ကန့်လန့်ခံပေမဲ့ထိုင်းကတရုတ်ရဲ့ညှို့ညင်မှုကိုစိုးရိမ်ခဲ့ကြောင်းရိုက်တာသတင်းဌာနကဖော်ပြခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ယူကရိန်းစစ်ပွဲဆုံးသက်ရေးနဲ့ပတ်သက်ပြီးထရန့်နဲ့ပူတင်တို့ဟာမေမလ18ရက်နေ့မှာဆွေးနွေးပွဲရှိတယ်လို့သိရပါတယ်။တယ်လီဖုန်းနဲ့ဆွေးနွေးမယ်လို့ကနဦးသိရပါတယ်။ ်စစ်ပွဲဆုံးသက်ရေးဆေးဆက်ညှိနှိုင်းမှုတွေနဲ့ပတ်သက်ပြီးအမေရိကန်သမ္မတထရန့်နဲ့ရုရှားသမ္မတပူတင်တို့ဟာဆွေးနွေးနိုင်တယ်လို့အမေရိကန်ကိုယ်စားလှယ်တွေက ပြောပါတယ်ထရန့်ရဲ့အထူးကိုယ်စားလှယ်စတီဝစ်အော့ဟာပြီးခဲ့တဲ့ကြာသပတေးနေ့မှာရုရှားသမ္မတပူတင်နဲ့မော်စကိုမှာတွေ့ဆုံဆွေးနွေးခဲ့ပြီးသမ္မတနှစ်ယောက်ရဲ့ဆွေးနွေးမှုကတော့အခုသတင်းပတ်တွင်ဖြစ်နိုင်ကြောင်းသူက ပြောပါတယ်ပူတင်နဲ့ထပ်ဆွေးနွေးမှုဟာ၃နိုင်ကနေ၄နိုင်အထိကြာမြင့်ပြီး အပြုသဘောဆောင်နိုင်တယ်လို့လည်းဆိုပါတယ် တမရနီယောရဲ့ဆွေးနွေးမှုကလည်းကောင်းမွန်တဲ့ရလဒ်တွေထပ်ပေါ်မယ်လို့မျှော်လင့်ထားကြောင်းဆိုပါတယ်ဒီတော်တွင်ယူကရိန်းတပ်တွေဟာရုရှားကိုနေဆက်တလျှောက်မှာချက်ကျော်တိုက်ခိုက်ပြီးမကြခင်မှာသိမ်းပိုက်ခဲ့တဲ့ရုရှားနောက်ပိုင်းကတ်ဒေတာစူဂျာမျိုးကနေဆုတ်ခွာခဲ့ပြီးမြို့ကိုသိမ်းပိုက်နိုင်ခဲ့ကြောင်းရုရှားကလည်းဆိုပါတယ်ယူကရိန်းကကတ်ဒေတာမှာသိမ်းပိုက်ထားတဲ့ နယ်မြေတွေကိုရုရှားနဲ့ဆက်ဆက်နှိမ့်နိုင်ရမှာအပေးအယူအဖြစ်ယူကရိန်းကအုံပြုလွန်နေပြီးစူဂျာကလည်းစုတ်ခွာမှုဟာယူကရိန်းအတွက်ဆုတ်ယုတ်မှုလည်းဖြစ်ပါတယ်ဒီတော့တွင်ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက်ယူကရိန်းဟာ NATO ဖွဲ့ဝင်နိုင်ငံဖြစ်လာလို့မရတဲ့အာမခံချက်ကို ရှာဖွေနေတယ်လို့ရုရှားတို့ကပြောပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ရှီမင်ဟူသီဖွဲ့ရဲ့တိုက်ခိုက်မှုမှာ နောက်ွယ်ကလည်းမိမိတို့ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့အီရန်ကပြောပါတယ်။ ရေမြေနိုင်ငံကဟိုတီဖွဲ့ဟာလွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်တယ်လို့မူဝါဒတွေနဲ့ပတ်သက်လို့သူတို့ကိုယ်တိုင်ဆုံးဖြတ်ဆောင်ရတာဖြစ်ပြီးအီရန်ရဲ့ဖိအားပေးမှုလမ်းညွှန်မှုလောကမပဘူးလို့အီရန်ဒေါ်လာရင်းအစောင့်အတအိုစီချုပ်ဘိုဂျိုဂျီခိုဆေဆလာမီကပြောပါတယ်အခုလိုလွတ်လပ်စွာဆုံးဖြတ်ဆောင်ရနေတဲ့ဟူတီတွေပေါ်အီရန်အနေနဲ့ပအဝင်ပတ်သက်လို့မရသလိုဟူတီတွေရဲ့တိုက်ခိုက်မှုတွေမှာတစုံတရာအမိန်ပေးညွှန်ကြားလို့မရဘူးဆိုပါတယ် အီရန်ပါဝင်တဲ့ဆက်စင်ဆိုရင်အများတဲ့လူသိရှင်ထင်ရှားတာဝန်ခံပြောဆိုတယ်လို့ဟူစိန်ဆလာမီကဆိုပါတယ်။အစ္စရေးကိုဒရုန်းတွေဒုံးကြီးနဲ့တိုက်ခိုက်ခဲ့တဲ့ဆက်စင်ရေးတွေကိုအီရန်ကဆောင်ရွက်ခဲ့တယ်ဆိုတာနိုင်ငံတကာကပုံပုံလည်လည်ပြောဆိုထားတာကြည့်ရင်အီရန်ရဲ့ယက်တိချက်ကိုသိသင့်တယ်လို့ဟူစိန်ဆလာမီကဆိုပါတယ်။ဒါကြောင့်ဟူဒီနဲ့ပတ်သက်တဲ့ဒေါ်နယ်ထရန့်နဲ့အမေရိကန်အစိုးရရဲ့အီရန်ပေါ်ချိန်ချောက်မှုတွေကိုလုံးဝလက်မခံဘူးလို့ပြောပါတယ်။ အမေရိကန်အနေနဲ့ကမ္ဘာလုံးဆိုင်ရာစီးရေရှုံးနိမ့်မှုတွေနဲ့ဆက်တိုက်ရင်ဆိုင်ခဲ့ရတာကိုသင်ခန်းစာယူသိပြီလို့ဗိုလ်ချုပ်ကြီးခူဆင်ဆလာမီက ပြောကြောင်းအီရန်သတင်းတွေကဆိုပါတယ်ဒါပေမဲ့အမေရိကန်ကတော့နောက်ွယ်ကနေအီရန်ဟာခိုင်းစင်နေတယ်လို့တထစ်ချပြောနေပါလေအခုလိုအမေရိကန်အနေနဲ့ခူဒီပေါ်မှာတိုက်ခိုက်မှုတွေကိုရပ်ပြီးပြည်ဆောင်ဆွေးနွေးအဖြစ်ရှာဖို့တင်တယ်လို့ရုရှားကလည်းဆိုပါလေဂျီမင်းနဲ့ကိုပြစ်ခတ်တိုက်ခိုက်တာတွေရစမ်းပြီးတွဲဆောင်ဆွေးနွေးဖြစ်ရှာဖို့အမေရိကန်ကိုတိုက်တွန်းကြောင်း ရုရှားနိုင်ငံသားဝင်ကြီးဆာဂေးလက်ဘရော့ကပြောပါရယ်ဟူဒီတွေပေါ်လေကြောင်းတစ်ခိုင်နဲ့နဲ့ပတ်သက်လို့အမေရိကန်နိုင်ငံသားဝင်ကြီးမာကိုရူဘီယိုနဲ့ဖုန်းနဲ့ဆက်သွယ်ပြောဆိုခဲ့ကြောင်းလည်းဆာဂေးလက်ဘရော့ကပြောပါရယ်ဟူဒီတွေကိုလေကြောင်းတစ်ခိုင်တဲ့ဟာအမေရိကန်ကျိုးစီးပွားကိုကာကွယ်မှုနဲ့ရေကြောင်းသွားလာမှုလွတ်လပ်ခွင့်ပြန်တည်ဆောက်ဖို့တမကအီရန်ကိုတတိပေးတာဖြစ်တယ်လို့မာကိုရူဘီယိုကရုရှားနိုင်ငံသားဝင်ကြီးကိုပြောခဲ့ပါရယ်သက်ဆိုင်သူအားလုံးအနေနဲ့နောက်ထပ်သွေးထွက်တဲ့ယုံမှုတွေကခင်းလွတ်မဲ့ဖြစ်ရှာဖို့ နိုင်ငံရေးတွဲဆုံဆွေးနွေးမှုတွေပြုလုပ်ကြဖို့ဆာဂေးလက်ဘော့ကအမေရိကန်နိုင်ငံခြားရေးဝန်ကြီးကိုတိုက်တွန်းခဲ့ကြောင်းရုရှားဆိုရသတင်းတွေကဖော်ပြပါတယ်။အမေရိကန်နိုင်ငံဟူဒီတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုကြောင့်ဟူဒီဘက်ကအသေဆုံးသူ53ဦးထိရှိလာခဲ့ပြီးအဲ့ဒီမှာခလင်းငယ်9ဦးပါဝင်တယ်လို့ဟူဒီကျမ်းမာရေးဝန်ကြီးကဌာနကပြောပါတယ်။အမေရိကန်နိုင်ငံမလတ်14ရက်နေ့ညမှာဟူဒီတွေကိုပြစ်မှတ်ထားကအင်အားပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုစတင်ခဲ့တယ်လို့ဆိုပါတယ်။ ဒါဟာပင်လယ်နီထဲမှာခူဒီတွေဟာအမေရိကန်သင်္ဘောတွေကိုတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ခူဒီကောင်းဆောင်အဘတ်ဒူမာလစ်ကလည်းအမေရိကန်ကယမန်ကိုတိုက်ခိုက်မှုဆက်လုပ်နေသေးရက်စီထဲမှာအမေရိကန်သင်္ဘောကိုပြစ်မှတ်ထားတိုက်ခိုက်အောင်မယ်လို့ဆိုပါတယ်။တေဆုံးသူတွေထဲမှာခူဒီတွေရဲ့အဓိကပုံကိုချိုးပါတယ်လို့အမေရိကန်ကပြောမယ်။ခူဒီကတော့ဒါကိုအတည်ပြုခြင်းမရှိပါဘူး။ခလင်းငောင်းနဲ့မျိုးသမီးနှစ်ဦးသူတို့ပါဝင်53တေဆုံးပါတယ်။68ဦးဒဏ်ရရတယ်လို့ဆိုပါတယ်။ ကုလသမဂ္ဂထရေတွင်မှုချုပ်အန်တိုနီယိုဂူဒရက်စ်ကတော့ရင်းမြမာထရင်းသင်းနဲ့ဆေးလုံရှောင်းမှုအလုံးကိုရက်ဆိုင်ဖို့တနင်္ဂနွေနေ့ကတောင်းဆိုခဲ့ပါလေ။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါလေ။အမေရိကန်နိုင်ငံတောင်ပိုင်းမှာလေဆင်နှာမောင်းတွေဝင်တိုက်တဲ့အတွက်ကြောင့်လူ34ဦးသေပြီးလူ2သိန်းခွဲကန့်ရက်စက်တပ်အားပြတ်တောက်နေတဲ့အခြေအနေအောက်မှာရောက်နေတယ်လို့တာဝန်ရှိသူတွေကပြောပါလေ။မီဇူရီပြည်နယ်တစ်ခုထဲမှာလည်းလူ12ယောက်သေဆုံးခဲ့ပြီးနေအများပြပျက်စီးကမော်တော်ကားတွေလည်းလေထဲလွင့်ပါပျက်စီးခဲ့ပါလေ။ ကင်ဆက်ပြည်နယ်မှာဆိုရင်လေစင်နှမောင်းကြောင့်ကား55စီးဆင့်တက်ခဲ့ပါတယ်။မီရှိဂန်မစ္စတရီနဲ့အီလီနွိုက်ပြည်နယ်တို့မှာတအားပြတ်တောက်မှုတွေအဓိကဖြစ်ပေါ်ခဲ့ပါတယ်။အရှေ့ဘက်လူဝီစီယာနာ၊ဂျော်ဂျီယာနောက်ပိုင်း၊တင်နက်ဆီလက်ပိုင်း၊နောက်ဖလော်ရီဒါတို့မှာလည်းမှုန်တိုင်းအနေနဲ့သတိပေးချက်တွေထုတ်ပြန်ထားပါတယ်။အလဘာမာတင်နက်စီပါဝင်မစ္စစ်ပီလေပါလူဝီစီယာနာရှိပါနဲ့တင်နက်စီနောက်ပိုင်းတို့မှာလေလျှက်ပြည့်ရည်ကြီးခြင်း ပြင်းထန်တဲ့ရာသီဥတုတတိပေချက်ကိုမြို့သားမိုးလေဝသဌာနကထုတ်ပြန်လာပါတယ်။မစ္စရီရေပေါ့စီမံခန့်ခွဲရေးအေဂျင်စီဆိုရပြည်နယ်ရှိခရိုင်25ခုမှာလေစင်နှောင်းဟာ16ကြိမ်တက်ခတ်ခဲ့ပါတယ်။အာကင်ဆက်ပြည်နယ်မှာလည်းလူသုံးယောက်သေပြီးဒဏ်ရာသူ29ဦးရှိပါတယ်။တက်ဆက်ပြည်နယ်မှာလည်းလူသုံးယောက်သေဆုံးကကား38စီးပျက်စီးခဲ့တယ်လို့ပြည်နယ်အုပ်ချုပ်ရေးမှူးကပြောပါတယ်။ဂျော်ဂျီယာပြည်နယ်အုပ်ချုပ်ရေးမှူးကတော့ပြည်နယ်ရေပေါ့အခြေအနေကြေညာထားတယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ Tesla ရဲ့စရုပ်ကိုတည်ဆောင်က Starship တုံးမြတ်က2026နှစ်ကုန်မှာအင်္ဂါဂျိုကိုသွားမယ်လို့ဆိုပါတယ်။ Tesla စရုပ် Optimus ကိုတည်ဆောင်ပြီးတော့ Starship တုံးပြန်ဟာ2026နှစ်ကုန်မှာအင်္ဂါဂျိုကိုသွားဖို့စီစဉ်ထားတယ်လို့ Space 80ထောင်နဲ့ Elon Musk ကပြောပါတယ်။ ကနဦးစဉ်သမှုကောင်းမှုမှာကလူသားများက2029အစောပိုင်းမှာအစောဆုံးစဉ်သက်နိုင်မယ်လို့ယူဆထားပေမဲ့2033မှာဖြစ်နိုင်ချေပိုများတယ်လို့ Illumus ကလူမှုကွန်ရက်မှာရေးပါတယ်။ပြီးခဲ့တဲ့နှစ် Ebola ကပြုတ်ခဲ့တဲ့ရင်းနှီးမြှုပ်နှံသူများနဲ့တွေ့ဆုံပွဲမှာ Optimus ဟာ2024နှစ်ကုန်ပိုင်းမှာစက်ရုံတွေမှာစတင်အသုံးပြုနိုင်မယ်လို့မျှော်လင့်ထားပါတယ်။အီလိုမတ်ရဲ့အင်ကာဂျိုကိုလူသားတွေပို့ဆောင်ရေးအိမ်မက်ဟာအမေရိကန်သမ္မတထရန့်လက်ထက်မှာပိုမိုအရေးကြီးတဲ့ အမျိုးသားရေးမူဝါဒဦးစားပေးဖြစ်လာမယ်လို့ရိုက်တာသတင်းဌာနကဖော်ပြခဲ့ပါတယ်။ဒါဟာ NASA ရဲ့လအစီအစဉ်အတွက်ကြီးမားတဲ့အပြောင်းအလဲနဲ့ Space 8အတွက်တွန်းအားပေးမှုကိုဖော်ပြပါတယ် Starship ဟာ Space 8ရဲ့အနာဂတ်ဂျိုတုလွတ်တရေလုပ်ငန်းပိုင်းမှာအရေးပါတဲ့ကဏ္ဍပါ Elon Musk ဟာအဲ့ဒီလုပ်ငန်းပိုင်းမှာ Falcon 9နဲ့ပြန်လည်အသုံးပြုနိုင်ရေးနဲ့လက်ရှိအင်္ဂါဂျူကိုနည်းမြချဲ့ထွင်ဖို့လဲကြိုးပမ်းနေတယ်လို့သိရပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ် ဒူတာတေးအတွက် ICC တရားခွင်အကြောင်းပထမဆုံးစစ်ဆေးကြားနာမှုစတင်ခဲ့ပါတယ်။ဖလဘသမဟွန်ဒူတာတေးရဲ့နိုင်ငံတကာရာဇဝင်ခုံရုံး ICC တရားခွင်မစခင်အကြောင်းစစ်ဆေးကြားနာမှုကိုစတင်ခဲ့ပါတယ်။နိုဝင်ဘာတရနေ့2017ကနေမလ19ရက်နေ့2019ခုနှစ်ထိရှင်းနှစ်တာကာလအတွင်း ူတာရီဟာဖိလစ်ပိုင်နိုင်ငံမှာလူသားမျိုးနွယ်ပေါ်ညာစုမှုတွေကျူးလွန်ခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်တွေနဲ့တရားစွဲဆိုဖို့လုံလောက်တဲ့အကြောင်းတရားတွေရှိပါသလားဆိုတာကနဦးကြားနှံတာဖြစ်ပါတယ်အခုလိုပဲနောက်တစ်ကြိမ်အကျိုးစစ်စစ်တဲ့ကြားနာမှုကိုစတင်မှာ23မှာလုံမယ်လို့တရားသူကြီးကဆိုပါတယ်ဒီကနေ့ကြားနာမှုကတော့ ICC အမျိုးသမီးတရားသူကြီး၃ကဦးဆောင်ပြီးဒူတာရီရဲ့ရှေ့နေဖြစ်သူရဲ့မိတ်ဆွေအရင်းချလဲဖြစ်ရှင်းနေလဲဖြစ်တဲ့မစ္စတာဆေဘာတိုကဆောင်ရွက်ပါတယ် အရာသူကြီးကဒေါက်တာလေးကိုသူ့နာမည်မွေသက်ကလေးနဲ့မွေရမည်ကိုပဲဖြည့်ချစေပြီးတော့ဆွဆွဲခံရသူဟာဒေါက်တာလေးဖြစ်ကြောင်းတည်ပြပါတယ်။တရားခွင်ရာရှိကဒေါက်တာလေးကိုဆွဲချက်တွေနဲ့ပတ်သက်လို့ဖတ်ကြားပြီးဒေါက်တာလေးရှင်းနေဘက်ကလည်းဒေါက်တာလေးကိုဖမ်းဆီးခေါ်ဆောင်မှုပါဝင်ကျမ်းမာရေးခြေအနေတွေကိုပါတင်ပြခဲ့ပါတယ်။တမရဟောင်းဟာပြန်ပြီးဆွဲခံရတာဖြစ်တယ်လို့ ICC ရာဇမှုခုံရုံးဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတာနဲ့ပတ်သက်လို့သူရှင်းနေကပြောပါတယ်။ ကြောင်းနာမှုဟာ25မိနစ်သာလောက်ပဲကြောင်းမြင့်ခဲ့ပါလေဒူတာဒေကတော့အချုပ်ခန်းစင်တာကနေပဲဗီဒီယိုကွန်ဖရင့်နဲ့တက်ရောက်ခဲ့ပါလေကြောင်းနာမှုတခြားဒူတာဒေဟာမျက်လုံးကိုဇုံမိတ်ပြီးထိုင်ပေါ်မှာမှလုံးမှဆက်ထိုင်နေခဲ့ပါလေဒူတာဒေရှင်းနေကဒူတာဒေမှာအကြမ်းနဲ့အမြင်ဆိုင်ရာကျန်းမာရေးပြဿနာတွေရှိလို့တရားရုံးကိုတင်ပြမယ်တရားသူကြီးကတော့သူ့အချုပ်ခန်းစင်တာကိုရောက်ချင်းစစ်ဆေးချက်တွေရတော့သူဟာပုံမှန်အသိတရှိပြီး ကြကြမမာရှိပါတယ်လို့ဆရာဝန်ရဲ့စစ်ဆေးချက်ကိုကိုးကားပြီးပြောပါတယ်။သူသမီးလက်ရှိဖိလပိုင်ဒုသမားဆာဒူရာလေးကတော့တရားခွင်ပြင်ပကပဲစောင့်ကြည့်လေ့လာခွင့်ရပါတယ်။တရားရုံးကြားနာမှုပြီးမှတော့အချုပ်ခန်းမှာရှိတဲ့ဖာခင်မျိုးနဲ့တနအိကြတွေ့ဆုံခွင့်ရခဲ့ပြီးသူ့ကိုဖိလပိုင်ကိုအများဆုံးပြန်ဖို့နိုင်ငံကနေမထောက်ခွာဖို့အသေးစားထက်ထမှားကြတယ်လို့ဆိုပါတယ်။ဒူတာလေးကခုလေအချုပ်ခန်းစင်တာရဲ့ဆင်းဝန်ဆောင်ဘက်မှာရှိနေပြီး သူ့ဂျမားရဲ့ channel ရဆရာဝန်ကဒီကနေ့ကြားနာမှုကို video conferencing ကနေပဲတက်စေခဲ့တယ်လို့ Sarah Dudare ကဆိုပါလေ။ Dudare ဟာ ICC ချုပ်ခန်းထဲမှာပဲနေထိုင်ရင်နောက်ရုံးချင်းကိုထပ်ဆောင်ရအောင်ပါပါ။ ICC ချုပ်ခန်းစင်တာမှာ Dudare လို့ပဲတရားရင်ဆိုင်မှုရောက်ရှိခင်းသိခံရတယ်။ Ivory Coast Tamara Hall ကာဘာဂိုပါဝင်၅ဦးလည်းအတူရှိနေတာဖြစ်ပါလေ။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါလေ။အမေရိကန်နိုင်ငံမှာတထုတွင်တူဖော်မှုကိုပုံမှန်မြင့်တင်ဖို့ မရထရိုင်းတိုက်တွန်းချက်ဟာအလွန်စွန်စားရတဲ့တထုတွင်စီမံကိန်းတွေမှာဂျပန်ကုန်သွယ်ရေးကုမ္ပဏီတွေကိုယင်းနှိမ့်နှံမှုပြုလုပ်စေဖို့စီးပုံရန်လိုအပ်ကြောင်း Nikkei Asia ကဖော်ပြပါတယ်။ဒါကြောင့်ဂျပန်ကုန်သွယ်ရေးကုမ္ပဏီများအတထုတွင်စီမံကိန်းတွေမှာယင်းနှိမ့်နှံ့အောင်စီယုံတဲ့အနေနဲ့ American Soya ဟာဒီကုမ္ပဏီတွေကိုထောက်ပံ့ကြေးထုတ်ပေးရဖို့ရှိနေပါတယ်။ထပ်ဟာ American မှာရှိနေတဲ့အဓိကသယံစာတားတွေနဲ့ ညီရှာသတ္ထုတူဖော်မှုကိုတည်တည်တာချဲ့ထွင်သားမယ်။တမိုင်းဝင်လှုပ်ဆောင်ချက်တစ်ခုလှုပ်ဆောင်မယ်လို့ပြီးခဲ့တဲ့သတင်းဘက်ကလွှတ်တော်ရဲ့ပူးတွဲအစည်းအဝေးမှာမိန့်ခွန်းပြောပါလိမ့်။အဲ့ဒီအစီအစဉ်အားဂျပန်ရဲ့ကုန်သွယ်ရေးကုမ္ပဏီများတမလုံလောက်တဲ့ထောက်ခံမှုကိုရရှိဖို့စိန်ခေါ်မှုနဲ့ရင်ဆိုင်ရဖို့ရှိပါတယ်။အဲ့ဒီစိန်ခေါ်မှုတွေထဲမှာထရန့်ဆိုရဖွဲ့ကပြည်ပကုန်စည်တွေပေါ်အခွန်များ ိုးမြင့်ကောက်ခံတဲ့အစီအစဉ်ကိုဂျပန်ကုမ္ပဏီတွေကစိုးရိမ်နေတဲ့ချက်လက်ပါပါတယ်။ဂျပန်ဝန်ကြီးချုပ်အာရှိဘာကလည်းအမေရိကန်ရဲ့ခွန်ကောက်ခံမှုဟာဂျပန်ကုမ္ပဏီအတွက်အမေရိကန်မှာယင်းနှီးမြှုပ်နှံမှုခက်ခဲစေကြောင်းလေးထားပြောပါတယ်။ခွန်ကောက်ခံမှုကြောင့်ဂျပန်ကုမ္ပဏီတွေဟာယင်းနှီးမြှုပ်နှံမှုအတွက်လိုအပ်တဲ့ရန်ပုံငွေကိုရရှိစေဖို့သူတို့ရဲ့စွမ်းဆောင်ရည်အဟံတားဖြစ်စေပါတယ်။အမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေကြားကုန်သွယ်ရေးတင်မမှုမြင့်တက်ခြင်းဟာအမေရိကန်မှာစီးပွားရေးလုပ်ငန်းလုပ်ငန်းမှုမခန့်မှန်းနိုင်တဲ့ခြေအနေကိုပေါ်ပေါက်စေပါတယ်။ ဒီလိုမသေးကြမရေရရှိတဲ့အခြေအနေကြောင့်တည်ငြိမ်မှုရှိပြီးခံမှန်ရနိုင်တဲ့စီးပွားရေးအခြေအနေကိုသာလိုလားတဲ့ဂျပန်ကုမ္ပဏီတွေဟာအမေရိကမှာနှစ်ရှည်ရင်းနှီးမြှုပ်နှံဖို့မဝင်မရဲဖြစ်နေကြရတယ်လို့သုံးသပ်ချက်တွေလည်းထွက်ပေါ်နေပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ ကာစီနိုနဲ့လောင်းကစားတွေပါဝင်မဲ့ဖြောဖြေးစီမံကိန်းနေရာလေးကိုထိုင်းဆွေရကကျင်ညာပါတယ်။ထိုင်းနိုင်ငံဟာမြို့တော်ပန်ကောင်၊ချောင်ပူရီ၊ချင်းမိုင်နဲ့ဖူခတ်တို့ကိုကာစီနိုနဲ့လောင်းကစားတွေထားမဲ့ပထမဆုံးဖြောဖြေးနေရာတွေဖြစ်ကျင်ညာလိုက်ပါတယ်။အဲ့ဒီနေရာတွေမှာခီးသွွားများတဲ့အဓိကဒေသတွေဖြစ်လို့ခုလိုရွေးချယ်လိုက်တာလို့စီမံကိန်းကိုကြီးကြပ်တဲ့အထူးကော်မတီတို့ကပြောပါတယ်။ကာစီနိုနဲ့တခြားလောင်းကစားတချို့ကိုတရားဝင် ဖြစ်စေမဲ့ဥပဒေမူကြမ်းကိုထိုင်းဆွေရကအတည်ပြုနောက်နှစ်လအကြာမှာ အခုကြညာချက်ထွက်လာတာပါထိုင်းနိုင်ငံမှာ လောင်းကစားပုံစံများစုကိုတရားမဝင်ဖြစ်ပေမဲ့ဆိုးရအမြင့်ပြိုင်ပွဲနဲ့ထီလိုလုပ်ငန်းတွေကတရားဝင်ခွင့်ပြုထားပါတယ်ဒါပေမဲ့မြေအောက်လောကမှာတော့လောင်းကစားလုပ်ငန်းတွေကတွင်ကျင်နေစေဖြစ်ပါတယ်လက်ရှိတရားဝင်ကောင်ထင်ဖော်မဲ့စီမံကိန်းအတွက်ဒေါ်လာ14.9ဘီလီယံကုန်ကျမှာဖြစ်ပြီးနှစ်စဉ်ခရီးသွားတန်း90ထက်မနည်းဆွဲဆောင်နိုင်မယ်လို့အာဏာရဖြူထိုင်းပါတီရဲ့တွတ်တော်အမတ်လက်ဖြစ်တဲ့နေကုံကဆိုပါတယ် ။ချော်ပြင်းအဆောင်တစ်ခုချင်းစီရဲ့ဆရာကန်တော်ကိုကာစီနိုလုံးစားလုပ်ငန်းအတွက်ရထားပြီးအဆောင်တွေမှာကျန်၅ပွင့်ဟောတယ်။ shopping mall တွေအပန်းဖြေဥယျာဉ်တွေအကစားကွင်းတွေအစည်းအဝေးခန်းပြပွဲခန်းမတွေပါဝင်ပါတယ်။ထိုင်းဝန်ကြီးချုပ်ပေတုံနံကလည်းလုံကစားနဲ့ကာစီနိုတွေကိုတရားဝင်ခွင့်ပြုလိုက်တာဟာနိုင်ငံဝင်ငွေပိုတိုးစေတယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီစီဇန်ဟာလုံကစားနဲ့ဆက်နွယ်တဲ့ရာဇဝတ်မှုတွေထူပြောလာနိုင်တယ်လို့လူငယ်တွေလုံကစားတဲ့နှိမ့်မြုပ်သွားနိုင်တယ်လို့ ဝေဖန်မှုနဲ့ဆန္ဒပြမှုတချို့လည်းထွက်နေပါလိမ့်။အင်းဂျင်စင်ကာပူနဲ့ဖိလစ်ပိုင်တို့မှာလည်းဒီလိုဖျော်ဖြေနေရတဲ့ကခီးသွွားတွေကိုအဓိကဆွဲဆောင်နေပါလိမ့်။ထိုင်း GDP ဟာ2025အတွင်းဒေါ်လာ945ဒသမ3ဘီလီယံအထိရှိလိမ့်မယ်လို့နိုင်ငံတကာငွေကြေးရုံးဝေဖွဲ့ကခန့်မှန်းထားပါလိမ့်။နောက်ဆုံးသတင်းတစ်ပုဒ်ပြောချင်ပါတယ်။ဒီပုဂ္ဂိုလ်ကတော့ကဘာမှာကံထူးဆုံးပုဂ္ဂိုလ်လို့တော့ပြောလို့ရပါတယ်။အရက်တော့ဘာသွားထိုင်ရင်စံကျင်ရင်ထီစုကြီးတစ်ခုကိုစုခိုးခဲ့လို့ပဲဖြစ်ပါတယ်။ မရိကန်နိုင်ငံမရှိကန်ပြည်နယ်မှာမျိုးသားတူဟာညာဘက်ဘာသွားထိုင်ရင်ထီထိုးခဲ့ရမှာစံချိန်တင်ထီစုကြီးစုခိုးခဲ့ပါတယ်အသက်54နှစ်ပြည့်မျိုးသားဟာ JB Tolley Stop ဘာမှာ Club Kino The Jet ထီလက်မှတ်ဝယ်ယူခဲ့ရမှာအမေရိကန်ဒေါ်လာ6သိန်း9,842ဒေါ်လာစုခိုးခဲ့ပါတယ်ကျွန်တော်ဟာ The Jet ထီထိုးလို့မရှိပါဘူးစုကြီးဘယ်လောက်ရမလဲကြည့်လိုက်တော့စုကြီးများတာနဲ့ထိုးဖို့ဆုံးဖြတ်လိုက်ပါတယ် Phone scan ဖတ်ကြည့်တော့ထီပေါင်မှန်းသိတာနဲ့ဘာနဲ့ချက်ချင်းထောက်ပြန်ခဲ့ပါတယ် ရှိစုတွေအများကြီးအလို့ပြောပါတယ်လို့ဆိုပါတယ်ဒီမျိုးသားဟာကလပ်ကီနိုဒီချက်ထိတမိုင်းမှာတော့စူဂျီအများဆုံးစုခုခဲ့သူဖြစ်ပါတယ်အရင်စံချိန်နေစုခုမှုထက်ဒေါ်လာ3000ကျော်ပိုများတယ်လို့သိရပါတယ်